ဘာစီလိုနာအသင်းစီမပြောင်းပြစ်ခဲ့တဲ့အကြောင်းတွေကိုမန်စီရှင်းပြဘောလုံးကျသူများအတွက်ကျမတို့ရဲ့ 1minian channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။အင်နာမိုင်ယာမီအသင်းရဲ့အသင်းကောင်းဆောင်အာဂျင်တီးနားစူပါစတာဂျီနီယိုနဲ့မက်ဆီက PSG ကနေထွက်ခွာပြီးနောက်သူတင်ရောက်ဘာစီလိုနာစီကိုပြန်လာဖို့ဆန္ဒရှိခဲ့ပေမယ့်အခြေအနေတွေကဒီလိုမဖြစ်နိုင်ခဲ့ဘူးလို့ဖွင့်ရသွားခဲ့ပါရစေ။ Simplemente Football နဲ့ interview မှာမက်ဆီကဘာစီလိုနာကနေထွက်ခွာခဲ့ရပြီးခရဲကအရိယိုပြန်လာဖို့အမြဲတမ်းလိုဆန္ဒရှိခဲ့တယ်လို့ဖွင့်ဟခဲ့ပါတယ်။ ဒါပေမဲ့မန်စီပီအန်ဂျီတင်ရနေထွက်ခွာပြီးနောက်ကာတာလိုနီးယားစီကိုပြန်သွားဖို့စူးစမ်းမှုကတော့မအောင်မြင်ခဲ့ပါဘူး မက်ဆီကသူ့ရဲ့ကမ္ဘာဖလားအောင်မြင်မှုမိသားစုရဲ့လိုအပ်ချက်တွေနဲ့ဥရောပနိုင်ငံတခြားအသင်းတစ်သင်းမှာကစားဖို့တွန်းဆမှုတွေရှိခဲ့ရပြီးနောက်ဆုံးမှာတော့သူ့ကိုအင်တာမိုင်ယာမီနဲ့အမေရိကန်မေဂျာလိဘောလုံးပြိုင်ပွဲစီကိုဦးတည်သွားစေခဲ့ပါတယ်။2023ခုနှစ်ကသတင်းတွေအရဘာစီလိုနာကဗန်နိုင်းဆိုင်ရာကန့်သတ်ချက်တွေကြောင့်မက်ဆီရဲ့တနင်္လာစာပေါင်း22တန်းကိုပေးချေနိုင်မှုကစားသမားတွေအများပြားရောင်းထုတ်ရမယ့်အခြေအနေမှာရှိခဲ့ပါတယ်။နောက်ဆုံးမှာတော့ဒီစူးစမ်းမှုကဖြစ်ပေါ်လာဖို့မဖြစ်နိုင်ခဲ့ဘူးလို့အသင်းဘက်ကနေဆုံးဖြတ်ခဲ့တာကြောင့်မ မက်ဆီနဲ့ဘာစီလိုနာတို့လမ်းခွဲဖို့အကြောင်းဖန်သွားခဲ့ပါတယ်။ကျွန်တော်ဘာစီလိုနာကိုပြန်လာဖို့ရည်ရွယ်ခဲ့တယ်။ကျွန်တော်အမြဲတမ်းရှိချင်ခဲ့တဲ့နေရာကိုပြန်သွားဖို့ပါ။ဒါပေမဲ့ဒီဒီဇိုင်းကလည်းဖြစ်မလာခဲ့ဘူး။အရင်နောက်မှာဒါမိသားစုဆုံးမြတ်ချက်တစ်ခုဖြစ်လာခဲ့တယ်။ကမ္ဘာဖလားရာတာကလည်းအများကြီးတယောက်မှုရှိခဲ့တယ်။ကျွန်တော်ဥရောပတွေကတစားသင်းတစ်သင်းမှရှိချင်စိတ်မရှိခဲ့ပါဘူး။ဘယ်သင်းမှမသွားချင်ခဲ့ဘူးလို့မက်ဆီကရှင်းပြသွားခဲ့ပါတယ်။ မက်ဆီကဘာစီလိုနာကနေထွက်ခွာခဲ့ပြီးတဲ့နောက် PSG အသင်းစီနေရာတီဖြတ်တန်းခဲ့ပြီးဘယ်ရင်မြေမှာတော့မက်ဆီအတွက်ပျော်ရွှင်မှုတွေကင်းမဲ့ခဲ့ပြီးနောက်ဘောလုံးသမားဟောင်းကြီးဒေးဗစ်ဘက်ဟန်ပူရဲပိုင်ဆိုင်ထားတဲ့မေဂျာလီဂလန်အင်နာမိုင်ယာမင်းစီပြောင်းရွှေ့ခဲ့ရင်းနဲ့အခုတော့မေဂျာလီမှာလည်းအောင်မြင်မှုတွေဆက်လက်ရောက်နေပါတယ်